ချင်းညချင်းစီးပွားတက်စီပြီးငွေငွေထီချဲပေါက်စီမဲ့အစက်ထက်အရေတရာကိုဆံမလေးကပြပြပေးသွားမှာဖြစ်ပါတယ်ရှင်အခုဆံမပြပြပေးသွားမယ့်ရေတရာကညချင်းညချင်းစီးပွားတက်စီမဲ့ငွေငွေထီချဲပေါက်စီမဲ့အစက်ထက်ရေတရာလေးပဲဖြစ်ပါတယ်ရှင်ဒီရေတရာလေးကအရန်ကိုလည်းအစမ်းထက်တယ်အရန်ကိုလည်းထူးခြားပါတယ်ရှင် ဒီရေရလေးမပြောပြခင်မှာစမလေးရဲ့ဒီ page ကို line follow လေးလုပ်ပေးထားပါရှင်။စမကတော့တအားတဲ့ဗီဒီယိုရေရများကိုပြုတ်ချပေးသွားမယ်။စမလေးသုံးခန့်မီပဲဖြစ်ပါတယ်ရှင်။ဒီရေရလေးကိုပြုတ်လုပ်ပြီးတဲ့အခါကျရင်စီးပွားရေးတွေတိုးတက်လာမယ်၊ဝင်ဝင်လာမယ်၊ထီကျဲပေါက်လာမယ်၊အလုတ်ကိုင်တွေကောင်းလာမယ်၊အရောင်းဝယ်တွေကောင်းလာမယ်ပေါ့နော်။ဒီရေရလေးကလည်းအရန်ကိုထူချရအောင်မလို့စမလေးကိုယ်တိုင်ကလည်းအမြဲတမ်းပြုတ်လုပ်တာမို့ခုနှစ်သသမီများ like ပြီးတော့အဲလှုပ်ဆောင်ကြည့်ပါလို့စမကပြောချင်ပါတယ်ရှင်။ဒီရေရကိုပြုတ်လုပ်တဲ့အခါမှာစမတို့ကပကံများတစ်ချက်ပေါ်မှာရေအနှဲငယ် ထည့်ရမယ်ရှင်ဒီမှာဆမရေအနေငယ်ထည့်ထားပေးပါရနော်ရေအနေငယ်ထည့်မယ်ရေအနေငယ်ထည့်ပြီးဆမတို့ဂျင်းပေါ့နော်ဂျင်းထည့်ပေးရမယ်ရှင်ဟိုကိုင်နေအစင်ပြေဖို့အတွက်ဆမတို့ဒီဖျောင်းနိုင်လေးတတိုင်ထုံးပေးရမယ်ရှင်ဒီဟာကိုမြင်းစွာပြရှင်ကိုရောမြကြီးကိုမလှူခင်ပါပေါ့နော်အဲဒီပကံများလေးကိုကိုင်ပြီးရော24ပစ္စည်းအကျဉ်း17ခေါက်ယူပေးပါရှင်24ပစ္စည်းအကျဉ်း17ခေါက်ယူပြီးရောဆမတို့မီးညင်ပြီးရောမြင်းစွာပြရှင်ကိုရောမြကြီးကိုလှူပေးပါရှင် ဒီရေတရာလေးပြီးသွားရင်ကျွန်မတို့ကဒါနေချင်းညချင်းစီးပွားတက်စီမဲ့ရေတရာပေါ့နော်ကံအားကိုကျွန်မတို့ကထောက်ပံ့ပေးမဲ့အတွက်နောက်ထပ်ရေတရာတစ်ခုကျွန်မကထပ်လုပ်ပေးစီချင်ပါတယ်ရှင်အဓိကရေတရာနှစ်ခုလောက်ရမှာပေါ့နော်ဒီရေတရာလေးကလည်းအရန်ကိုလွယ်ကူရွေးချင်ပါတယ်ရှင်ကျွန်မတို့ဘာလိုအပ်လဲဆိုတော့ပကံပြားပေါ့နော်ပကံပြားတစ်ချက်လိုအပ်ပါတယ်ပကံပြားတစ်ချက်ပုံမှာကျွန်မတို့စံကို၅ပုံပုံရမှာပဲရှင်ဒီမှာ1နဲ့3 5ပေါ့နော်၅ပုံပုံရမယ်၅ပုံပုံပြီးသွားရင်ကျွန်မတို့ဖျောင်းနိုင်ကိုထုံးမယ်ထုံးပြီးသွားရင်ဒီလိုမျိုးကံပြီးတော့ ်ခုံတော်ကိုပါ၁၁ခေါက်ရွမယ်ရွပြီးွားရင်မြေဆွာပြန်ရင်ကိုရမယ်ကြီးကိုကတ်လူပေးမယ်ကတ်လူပေးပွားရင်ဆမတို့ဒီဖျောင်းတိုင်ကုံသွားတဲ့အခါကျရင်ပေါ့နော်ဒီဖျောင်းတိုင်ကိုနှုတ်ပြီးတော့ဆမဒီစံကိုဆမတို့ပေါ့နော်စာကလေးပဲဖြစ်ဖြစ်ငှက်စာခိုးစာပေါ့เนาะဆမလေးတို့အငှက်စာခိုးစာဆမတို့ကြွေးပေးရမှာဖြစ်ပါတယ်ရှင်ဒါကတော့ဆမကကံအထောက်အပံ့ကိုရစေအောင်တို့ဒီငှက်စာကြွေးတဲ့ကုသကောင်မှုကိုပေါ့เนาะပြုလုပ်ခိုင်းတာပါရှင် ဒီအရာလေးနှစ်ခုပြုလုပ်ပြီးသွားရင်ရပါပြီရှင့်အဓိကကစမကနေချင်းညချင်းလဲစီးပွားတက်စီမယ်မိမိကံနေလဲကံအထောက်ပံ့ရစီမယ်ပေါ့နော်ဒီအရာလေးတွေကိုလုပ်ပေးခြင်းဖြစ်ပါတယ်ရှင့်မရဲ့ဒီဗီဒီယိုလေးကို like and share လုပ်ပေးထားပါစမရဲ့ page ကိုလည်း like and follow လေးလုပ်ပေးထားပါဒါမှစမနှစ်စဉ်တမိတဲ့ကုသိုလ်ပြုရတဲ့အရာလေးကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်ရှင့် ်ဟုတ်ကဲ့အမ်ပြီးရင်စမစီမှာပေါ့နော်စမရေစမတော့အတိုက်ခတ်အနှောက်ရှက်တွေရှိရယ်ပေါ့နော်အဲ့ဒါစမအငဲလုံနေကြရေတရာတခုရှိရယ်ပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့စမတို့ဒီလိုအပ်တာတော့တမျသည်ကိုလုံးလိုပါရဲ့ရှင့်ပတာသည်ကိုလုံးမှာပေါ့နော်မြေဆပ်ဖက်ရှင်ကိုရမဲကျိုးစမတို့လှူပြီးတော့ဆူတောင်းပြရမှာပဲရှင့်နားလိုအတိုက်ခိုင်းအနှောက်ရှက်တွေမကဘူးပေါ့နော်စမတို့မိမိရဲ့အညံ့နေပါပါပေါ့အောင်လို့စမကအငဲနဲ့စမဒါလုတ်တဲ့ရေတရာလေးပေါ့နော်ဒီဥပမာဒီတမျသည်ကပေါ့နော်စမတို့ ုတ်သွားတာပဲဖြစ်ဖြစ်ပေါ့နော်နွမ်းသွားတာပဲဖြစ်အဲ့ဟာအတိုက်ခိုက်နှောက်ယှက်ရှိလို့ပါရှင့်ဒီဒီဟာကိုတကယ်လို့ဒါတလုံးသာပုတ်သွားမယ်ဆိုရင်ဆမတို့ဒါကိုအကုန်လုံးကိုစွန့်ပေးရမယ်ဟို တကယ်လို့မပုတ်ခဲ့ဘူးဆိုရင်အကုန်လုံးကောင်းတယ်ဆိုရင်တပတ်တိတိကောင်းတယ်ဆိုရင်တပတ်တိတိပဲထားပြီးပြောထားရဲအကုန်လုံးကိုဆက်မတို့ကစွန့်ပေးရမယ်ပြန်ပြီးတော့အသုံးပြုလို့မရပါဘူး။ဘာဖြစ်လို့ဆိုတော့ခိုက်တက်လို့ပါရှင့်။ဟုတ်ကဲ့အာဒီရေရလေးကဆက်မကိုရိုင်းအမြဲတမ်းလောက်တာပေါ့နော်။တပတ်နေလို့အစ်စ်လဲပေးတယ်ရှင့်။တပတ်နေတခါပေါ့နော်အစ်စ်လဲပေးတယ်ရှင့်။ဆက်မကုနာပြောဖို့မိသွားတာပေါ့နော်။ဒီဂျင်းရေရလေးကိုကြတော့ဆက်မတို့ခုနှစ်ရက်တိတိပေါ့နော်။ဒါထွန်းပေးရမှာပါပေါ့နော်။ဒါကတော့ဖျားစင်ဖျားเจ้าဆောင်ပေါ်မှာ ထားပြီးတော့ဒါခုနှစ်ရက်တိတိထုံပြရမယ်။တနေ့ကိုတစ်ခါပေါ့နော်ခုနှစ်ရက်တိတိပေါ့နော်မြေစာပြည့်ရှင်ကိုရမကြီးကိုထုံပြရမှာဖြစ်ပါတယ်ရှင်။ဒီတမရတိရေတရတော့ဇမဒါအပိုထက်ဆောင်ရေတရပေးတာပါလက်ဆောင်ပေးတာပါ။ဇမအငဲလုတ်တဲ့ရေတရပါတပတ်တစ်ခါလဲပေးတယ်။တကယ်လို့တပတ်အတွင်းမှာ တမယာတိတလုံးကပေါ့နော်ဥမာနှစ်ရက်သုံးရက်အတွင်းမှာတမယာတိတလုံးကပုတ်သွားနှမ်းသွားတဲ့ခါကျရင်အကုန်လုံးလွတ်ပြစ်ပြီးတော့အစ်စ်ထက်လဲပါရဲ့ရှင်။ဒါကတော့ဆံမအမြဲပြုတ်လို့နေတဲ့ကုသိုလ်ရည်တွေလေးပါရှင်။ဒီဆံရည်တွေကတော့တစ်ခါပဲလောက်ကမှာပဲရှင်။တနည်းလေးပြုတ်လို့ရမှာဖြစ်ပါရဲ့ရှင်။ဒီဆံငါးပုံပေါ်ပုတ်ပြီးရင်ဖြောင်းနိုင်မှာထွန်းပြီးတော့ ဖျောင်းနိုင်ကုန်သွားတဲ့ခါကျရင်စမောက်ကြီးကငှက်စာခိုးစာကျွေးရမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ဒီဗီဒီယိုလေးကိုဆောင်းကြည့်ပေးရအတွက်ကျေးဇူးတင်ပါတယ်ရှင်ဒီစမောက်ရဲ့ဒီ comment အောက်မှာလည်းပေါ့နော်မိမိရဲ့နေ့လည်လေးကိုမှတ်ထားပေးပါဆံမလေးတဦးတယောက်ချင်းစီတိုင်းကိုစီမံဆူတောင်းပေးပါမယ်ရှင်တရားသားသမီးများအားလုံးကျမကျသာကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်